ယနေ့အလူချင်းများနေတပါဓမ္မမိတ်ဆွေများအားအလူမွေးသနာတရားအနည်းနဲ့မာနအကြောင်းပြီးကောင်းစရာတရားဒေသနာတော်တတဝါတွေကိုမကောင်းမှုအကုသိုလ်တွေပြုလုပ်ဖြစ်အောင်စီမံဆောင်ရွက်နေတဲ့တရားသဘောတွေရှိတယ် မိဓမ္မာထဲမှာအာဟုတုစေတသိက်ဆိုပြီးတော့14မျိုးဖော်ပြထားတယ်တတ္တဝါတွေကိုခြေလဲနေတာတတ္တဝါတွေကိုခြေလဲနေတာဟာအဲ့ဒီအာဟုတုစေတသိက်တွေပဲမနေ့ကဒိဋ္ဌိအကြောင်းကိုပြောခဲ့တယ်ယနေ့မာနအကြောင်းကိုပြောပြပေးရမှာဖြစ်တယ် မမာနဆိုတာထောင်လွှားတက်ကြွမှုလို့မြမာမှုပြုကြတယ်ထောင်တောင်ထောင်ထောင်နဲ့အထက်စည်းကနေပြုမှုဆက်ဆံနေတာဟာမာနာကြီးတက်တဲ့ပုံကိုယ်တွေရဲ့ဇယိုက်တစ်ခုပဲပေါ့ဆိုတော့မာနဆိုတာ ယဟန္တာမဖြစ်သေးသရွေ့ဖြစ်နေကြအောင်ပါပဲပောတပံမှာလည်းမာနရှိတာပဲတဂရကံလည်းမာနရှိတယ်အနာကံလည်းမာနရှိတယ်ယဟန္တာဖြစ်မှာပဲအဲ့ဒီမာနကကင်းပြောက်သွားတာအဲ့တော့အထက်တန်းစားပုဂ္ဂိုလ်မှသာမာနရှိတာမဟုတ်ဘူးနိုင်ကြတဲ့ပုဂ္ဂိုလ်တွေတန်တယ်မှာလည်းမာနကရှိတယ် အဲ့ဒါကိုစာပေထဲမှာတေယမံသရီတမံဟီနမံဆိုပြီးတော့သုံးမျိုးခွဲပြောတယ်ญาတုတွေကြီးတဲ့ပုဂ္ဂိုလ်စီစဉ်ဥစ္စာတွေချမ်းသာကြွားတဲ့ပုဂ္ဂိုလ်ပညာတွေတတ်တဲ့ပုဂ္ဂိုလ်ရုပ်အစင်လှပတဲ့ပုဂ္ဂိုလ်တွေသူတို့မှာကအထက်တန်းစားမံမျိုးဖြစ်တတ်တယ်ပါဠိလိုပြောတော့တေယမံခေါ် သူများထက်ငါကသားတယ်သူတို့နဲ့ငါနဲ့တန်းလို့လားတူးလို့လားအဖက်လှုပ်စရာလားဆိုပြီးတော့အထက်ဇီးရနေဆက်ဆန်လားအပေါ်ဇီးရနေဆက်ဆန်လားနော်ပေရမန်လို့ခေါ်တယ်သူများထက်မသားဘူးပညာအဖြစ်လဲ၎င်းစည်းစဲဥစ္စာအဖြစ်၎င်းသူများထက်မတအောင်ဒါမှဒန်းတူသူလည်းဒီဘွဲရတယ်ကိုလည်းဒီဘွဲရတယ် ဲ့တော့ဒန်းတူသူလည်းချမ်းသာကိုလည်းချမ်းသာဒန်းတူအဲ့လိုဒန်းတူဖြစ်နေရင်လည်းမန်မာနာရှိတယ်အဲ့ဒါကိုသတိတမန်လို့ခေါ်တယ်သူကငါနဲ့ဘာထူးလို့တော့သူနဲ့ငါနဲ့အတူတူပဲသူ့လောက်ကတော့ငါလည်းရှိတာပဲသူ့လောက်ကတော့ငါလည်းရတာပဲဒန်းတူဖြစ်တဲ့မန်တော့နေကြတဲ့ပုံကိုယ်လေးပညာမတတ်ဘူးရုပ်အစင်းအပြင်လည်းမလာဘူး စည်းစိမ်ဥစ္စာပြင်အပြင်လည်းမချမ်းသာဘူးမမ်းမရှိဘူးမထင်နဲ့ရှိတယ်အဲ့ဒါကိုဟီနမန်လို့ခေါ်တယ်သူတို့ချမ်းသာတာငါဘာကိူးဆက်ရမှာတော့နော်ဒါမျိုးတွေနော်ကိုလုံးမကိုရတာကိုလုံးမကိုစားရတာသူတို့ဘလောက်ချမ်းသာချမ်းသာသူတို့ဘလောက်ပဲပညာတတ်တယ်ငါကိူးမဆိုင်ပါဘူးဆိုတာမျိုးအဲ့ဒါဟီနမန်လို့ခေါ်တယ်ပေါ့အဲ့တော့ ချမ်းသာကြွယ်ဝတဲ့ပုံကိုယ်တွေမှာလည်းမှန်ရှိတယ်။နှိမ့်ချဆင်းရဲတဲ့ပုံကိုယ်တွေမှာလည်းမှန်ရှိတယ်။အဲကြောင့်တတ္တဝါတွေဟာယဟန္တာဖြစ်မှာပဲမှန်ကင်းကြမှာဖြစ်တယ်။ယဟန္တာမဖြစ်သေးရတော့အဲ့ဒီမှန်ကတော့ရှိနေကြအောင်ပါပဲပေါ့။ဒီကောင်းပြီအဲ့ဒီတော့အဲ့ဒီမာမာနာတွေကြောင့်တတ္တဝါတွေဟာ မပြုတ်မှုတင်တာနေပြုတ်မှုကြတယ်မပြောတင်တာနေပြောမိကြတယ်ပေါ့မန်ကိုအကြောင်းပြုပြီးတော့လေအဲ့တော့အများသောအားဖြင့်အဖြစ်များတာဇာတိမန်မျိုးရိုးဇက်ကိုအကြောင်းပြုပြီးတော့မန်တက်ကြတာရှိတယ်ဖရာလက်ထက်ကဆိုရင်အမျိုးဆက်တိတ်ခွဲတာမျိုးဆက်၄မျိုးဖရာလက်ထက်တုန်းကခွဲခြားတာရှိတယ် ခတ္တိယမျိုးတဲ့မင်းမျိုးမင်းနွယ်ဗြဟ္မဏမျိုးတဲ့ပုံနာမျိုးပုံနာနွယ်နဲ့နဝတ္တအထေတကျွယ်ကုံတဲ့အမျိုးလူလူတန်းစားမျိုးတွေနောက်တုတ်ထလူစင်းရဲမျိုးဆိုပြီးတော့မျိုးဆက်တွေခွဲခြားကြတယ်အဲ့တော့ခတ္တိယမျိုးလို့ခေါ်တဲ့မင်းမျိုးမင်းနွယ်မြတ်တယ်ဗြဟ္မဏမျိုးလို့ခေါ်တဲ့ပုံနာမျိုးပုံနာမျိုးနွယ်တွေကမြတ်တယ်လို့ ူတို့ယူဆရှိကြတယ်ဒီတော့သူတို့ကမန်သိတတ်တာမန်သိတတ်တာငါတို့အမျိုးကမြတ်တဲ့အမျိုးမင်းမျိုးမင်းຫນွယ်မဟာမျိုးမဟာຫນွယ်မန်တွေတတ်ကြတာမန်တွေတတ်ကြတယ်ဘုရားရှင်တို့ဖရာမျိုးတာကဝင်မျိုးဆိုပို့တော့မန်တတ်သေးတယ်တခြားသူတွေကိုအဖက်ကိုမလုပ်တာအလုံးမန်ကြီးကြတယ် ဒါကြောင့်တာကွေမင်းတွေမန်ကြီးရဲ့အတွက်ကြောင့်အရှင်အာနန္ဒာတို့တသနာဘုံကိုဝင်လာတဲ့အခါမှာအဲ့ဒီမန်ကိုချိုးနှိမ်တဲ့အနေနဲ့သူတို့နဲ့အတူပါလာတဲ့ဥပါလိလို့ခေါ်တဲ့သတ္တတဲ့သဘင်းလေးမုတ်စိတ်တွေကိုရိတ်ပေးရတဲ့သတ္တတဲ့ကိုဂျုံမျိုးပေါ့နော်သူ့ကိုအရင်ဆုံးယဟန်ဝတ်ခိုင်းတာ ဥပ္ပါလိကိုအရင်ယဟန်ဝို့ပြီးမှသူတို့ကနောက်ကဝို့ဘာဖြစ်လို့လဲဆိုတော့သာသနာတော်မှာအမျိုးဆက်ကအဓိကမကြတော့ဘူးဘယ်မျိုးဘယ်နယ်ကပဲလာလာသာသနာဘောင်ကိုရောက်ပြီဆိုရင်ခြေဥစွာယဟန်ဖြစ်သူကကြီးတယ်နောက်မှယဟန်ဖြစ်သူကငယ်တယ်တော့ငယ်သူကကြီးသူကိုခါရဝပြရတာသာသနာထုံးတန်းစင်တာပဲပေါ့အဲ့တော့စတ္တာတယ်ဖြစ်တဲ့ ဥပါတိကအရင်ယဟန်ဝတ္တာဆိုတော့ကြီးတယ်ပေါ့အရှင်အာနန္ဒာတို့ကနောက်မှယဟန်ဝတ္တာဆိုတော့ငယ်တယ်ပေါ့ဒီတော့ပါကင်မင်းသားဘဝကနေဆင်းသက်လာတဲ့အရှင်အာနန္ဒာတို့ကသူတို့ရဲ့အခိုင်အစဉ်ဖြစ်တဲ့သတ္တတဲ့ဘဝကနေဆင်းသက်လာတဲ့ဥပါတိကိုဥတိုင်ရှိခိုးရတယ်အယုသိပေးရတယ်လက်အုပ်ရှိရတယ်ပေါ့ဒါမန်ကိုချိုးနေတာလူဘဝတုန်းက မင်းမျိုးမင်းနွယ်ဆိုတဲ့ဒီမန်ကိုချိုးနေတာညသာသနာဘောင်မှာအမျိုးဆက်တွေဟာအရင်မကြည့်တော့ဘူးဘယ်မျိုးဘယ်နွယ်ကပဲလာလာဘယ်နိုင်ငံကလာလာဘယ်တိုင်းသားပဲလာလာသာသနာမှာအမျိုးဆက်ကအရင်မကြည့်တော့ဘူးမြတ်စွာဘုရားကအဲ့ဒီအမျိုးဆက်ဇနိမ့်ဇမြင့်ဝါရကိုလုံးဝအခြေဖြတ်ပလိုက်တာသာသနာမှာအားလုံးကဘုရားသားတော်တွေကြီးပဲ။ ဒီအဆုံးအမတွေကိုလိုက်နာကျင့်သုံးရတယ်ဝိနည်းတွေတုတ်တန်တွေအဘိဓမ္မာတွေကိုလိုက်နာကျင့်သုံးရတယ်ဇာတိမံကိုမြတ်စွာဘုရားမတက်ရအောင်လို့ဥပမာလေးဘုရားပြောတယ်လေအိန္ဒိယမှာဆိုရင်ဂင်ဂာမြစ်တို့အာစိရဝတီတို့တရဘူးတို့မဟီတို့ယမုနာတို့ဆိုတာမြစ်တွေရှိတယ်အဲ့ဒီမြစ်တွေအသီးသီးကနေသမုဒ္ဒရာထဲကိုရေစင်းစင်းလာတယ်သမုဒ္ဒရာထဲကိုရောက်သွားတဲ့အခါမှာဒါကတော့ဂင်ဂာမြစ်ရေပဲဒါကတော့ ယမုနာမြည်ရေပဲဒါကတရပူဒါကမဟီဒါကအစိရဘောဒီမြည်ရေလို့ခွဲလို့မရတော့သူမြင့်တဲ့သူစီစဉ်လုံးကတော့ခွဲလို့ရပြီမဲ့သမုဒ္ဒရာထဲကိုရောက်သွားရင်ဘလို့မှခွဲလို့မရတော့တသားတည်းဖြစ်သွားတယ်အားလုံးဟာနာမည်တမျိုးတည်းဖြစ်သွားတယ်သမုဒ္ဒရာကြီးလို့ဖြစ်သွားတယ်သမုဒ္ဒရာထဲရောက်သွားရင်ဘယ်မြစ်ကလာလာခွဲလို့မရဘူးမြန်မာနိုင်ငံမှာလည်းဒီတိုင်းပဲရှင်တွင်းမြစ်အရာဝတီမြစ်တန်လွင်မြစ် မုဒ္ဒရာတဲကိုရောက်သွားရင်ဘလို့မှခွဲမရတော့ဘူးအဲ့တိုင်းပဲဘယ်မျိုးနွယ်ကပဲလာလာဘယ်နိုင်ငံကလာလာဘယ်တိုင်းသားကဘွားကပဲလာလာသာသနာပေါင်းရောက်သွားပြီဆိုတော့အလုံးကဘုရားသားတော်တွေဖြစ်သွားပြီဒီ129တဲယဟန်ကျင့်မှုတွေကိုကြည့်ရတာကြည့်ပဲချင်းပြေမို့လို့နော်ဝိနည်းတော်တွေကိုမကျင့်ဘဲနေခွင့်ရှိတယ်လို့မရှိဘူးတရောင်းစားမို့လို့ပို့ပြီးကျင့်ရတယ်ဆိုတာလည်းမရှိဘူးနော် အလုံးဟာအတူတူကြည့်ရတာကြည့်ပဲပါစေနာစေမရှိအခွင့်အရေးဆိုတာမရှိဝေးရမီဆိုတာမရှိဘူးအလုံးဟာဒန်းတူဖြစ်သွားတယ်သာသနာမှာဘုရားရဲ့အဆုံးအမတွေအလုံးဟာဒန်းတူပဲအေးအဲ့တော့မြတ်စွာဘုရားဟာဇာတိမန်ကိုမျိုးဆက်ခွဲခြားမှုတွေကိုခြေဖြတ်ဖြတ်စီလိုက်တာပဲပေါ့အေးကောင်းပြီအဲ့တော့ယနေ့ခင်မှာလည်းတချို့ကြမ်းဖန်ပြီးတော့အဲ့လိုမျိုး မန်တက်တာတွေရှိတယ်လေ။ငါတို့မျိုးရိုးကမြတ်တယ်လို့သူ့မျိုးရိုးကနှိမ့်တယ်လို့။နော်။ကျမ်းပန်ပြီးတော့မန်တက်နေတာတွေရှိတယ်။အဲ့တော့မန်တက်တော့ဘာအကျိုးရတော့ဆိုတော့သူများအမြင်ကတ်တာပဲရှိတယ်ပေါ့။မန်တက်တော့သူများအမြင်ကတ်တယ်။တကယ်တော့မန်မတက်ဘဲနဲ့နိဝါဒလို့ခေါ်တယ်ချိုးနှိမ်ပြီးတော့နှိမ်ချပြီးတော့အလုံးကိုအလေးတယူဆက်ဆံမယ် respect ထားမယ် ဘလောက်ကောင်းမလဲ။အော်သူဟာမင်းမျိုးမင်းနွယ်ဖြစ်ပါလျက်နဲ့ဟောငါတို့ဘောမှာကြင်ကြင်နာနာဆက်ဆံပါလားဆိုတော့သူတပတ်သားရဲ့ယုံကြည်မှုကြည်ညိုမှုလေးစားမှုအားကိုးမှုကိုပူတော်ခံရသေးတယ်။မန်ထားရင်အမြင်ကက်စရာတိတ်ကောင်းတယ်။မန်မထားဘဲနဲ့မိမိကိုယ်ကိုချိုးနှင်ပြီးတော့ကိုအောင်ငယ်သားတွေကိုလောက်အမျိုးမမြတ်တဲ့ပုံကိုယ်တွေပေါ်မှာကြင်ကြင်နာနာနဲ့အပြုံးနဲ့ဆက်ဆံပေးမယ်ဆိုရင် ဟောဒီလူကြီးကသဘောသိကောင်းတာပဲသိကျင်တာတာပဲသူမျိုးရိုးဟာမြင့်မြတ်ပေမဲ့လည်းတို့ကိုအလေးတူဆက်ဆံချရတယ်ဆိုတာဒီဖီလင်မျိုးကိုလူတိုင်းခံစားဖို့လိမ့်မယ်ကိုယ့်ထက်တာတဲ့သူတွေကကိုယ့်ကိုအလေးတူဆက်ဆံပေးရင်သိသဘောကြကြတာဒါလူတဘာဝပဲဥစလုံးကလေးဘွားတုံးကလည်းကျောင်းတက်တုံးကကိုယ့်အထင်ကြီးတဲ့ဆရာကြီးတွေဆရာမကြီးတွေကကိုယ့်ကိုအလေးတူ ဆက်ဆံပေးတယ်ဆိုသိတဲ့ဘောကြတာသိတဲ့ဘောကြတာအော်ဆရာကြီးငါတို့ပုံမှာသိကျင်လာတာပဲဘာမဟုတ်တဲ့တို့လိုကလေးတွေပုံမှာနော်အရေးတယူခေါ်ယူစကားပြောပေးတယ်လမ်းတွေ့ရင်ပြုံးပြတယ်ဆိုတော့သိတဲ့ဘောကြကြတာနီးနော်ဒါကြောင့်ဦးဇင်းတို့ဇာတိမန်တွေပညာမန်တွေဥစ္စာမန်တွေတက်နေတာကအမြင်ကက်စရာသိကောင်းပြီးတော့ မမတပ်ပဲနဲ့မိမိကိုယ်ကိုနှိမ်ချပြီးတော့အလုံးပေါ်မှာအပြုံးနဲ့ဆက်ဆံပေးမယ်။အလေးတယူဆက်ဆံပေးမယ်ဆိုရင်လူတကာရဲ့ကြည်ညိုမှုလေးစားမှုအားကိုးမှုမျက်နှာမှုကိုခံရတယ်ပေါ့။ဒါကြောင့်ဦးဇင်းတို့ပစ္စည်းဥစ္စာတွေကိုအကြောင်းပြုမန်တက်နေမဲ့အစားပညာဂုဏ်တွေကိုအကြောင်းပြုမန်တက်နေမဲ့အစားမျိုးရိုးတွေကိုအကြောင်းပြုပြီးမန်တက်နေမဲ့အစားမိမိရဲ့အကျဉ်းနာမေတ္တာတွေကိုပြသဖို့လိုအပ်တယ်ပေါ့။ နော်အကျဉ်းသာမေတ္တာတွေကိုပြသဖို့လိုအပ်တယ်။ကိုလေးစားတဲ့ပုဂ္ဂိုလ်တွေကိုအားကြရတဲ့ပုဂ္ဂိုလ်တွေကကိုကိုအလေးတရားဆက်ဆံရင်မကြိုက်တဲ့ပုဂ္ဂိုလ်မရှိဘူးလေ။မကြိုက်တဲ့ပုဂ္ဂိုလ်မရှိဘူး။ဒါကြောင့်အများတကာရဲ့ကြည်ညိုမှုလေးစားမှုအားကိုးမှုကိုခံခြင်းနိဝါဒနှိမ့်ချဖို့လိုတယ်နှိမ့်ချဖို့လိုတယ်เนาะအေးကောင်းပြီအဲ့တိုင်းပဲအတိတ်ဘဝဒါနကုသိုလ်ဒီကောင်းလာလို့ ဒီဘဝမှာချမ်းသာတယ်အတိတ်ကုသိုလ်ကံကြောင့်ချမ်းသာမှုရလာတဲ့ဟာဥစ္စာကိုမန်မတက်ရဘူးအကျိုးရှိချင်အသုံးချရတယ်ဒီချမ်းသာမှုဖြင့်လောက အကျိုးသာသနာအကျိုးတွေကိုတည်ပိုးရတယ်စီးစိမ်ရစ်ပြီးတော့မန်တက်ရမှာမဟုတ်ဘူးဦးဇင်းတို့အနန္တသူရိယအမတ်ကြီးရဲ့ရေးဆက်ခဲ့တဲ့ကြပြားထဲမှာလည်းပါတယ်နိရွှေအိမ်နန်းနဲ့ကြာငန်းလဲခံ မပောင်းကြံလျက်ပျော်စံရိတ်ငြိမ်မင်းစည်းစိမ်ကသမုဒ္ဒရာရေမျက်နာထက်ခဏတတ်သည့်ရေဘွက်ပမာတသက်လျာသည်ဆိုတာမင်းစည်းစိမ်ဆိုတာခဏလေးပဲတကယ်တော့ခဏလေးပဲဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲရှင်ပြင်ဖြစ်ပါစေအလုံးစုံဒီတဘွားပဲပေါ့သမုဒ္ဒရာရေမျက်နာပြင်ပေါ်မှာ နော်ငိုးရေပေါက်ကြလို့ရေဘက်ကလေးပွက်တယ်လို့ပဲခဏလေးပဲရေဘက်ကလေးပေါ်ပြီးပျောက်သွားတယ်အဲ့လိုပဲစီးစိမ်ချမ်းသာတယ်ဆိုတာတဘဝစားပါပဲခဏပါပဲကိုအထိမ့်သိမ့်ကောင်းတော့အဆောင်ချောင်းတော်လို့ခံရင်တော့မှတဘဝပဲတချို့ဆိုရင်တဘဝတော့မခံဘူးနော်တချို့တော့တဘဝတော့မခံဘူးဘဝလမ်းခုလမ်းမှာပဲ စီစဉ်ဥစ္စာတွေမွဲသွားတဲ့လူတွေအများကြီးလောကကြီးမှာအဲ့တော့ကိုလက်ရှိပြစ္ဆုတ်ပံစ조사အထုတ်လို့အတိတ်ကံလေးလည်းကောင်းလို့ကြီးပွားချမ်းသာနေတဲ့အချိန်မှာမန်မတက်ရဘူးအဲ့ဒါကိုအသုံးချတက်ရတယ်လောကအကျိုးသာသနာအကျိုးတည်ဖို့နိုင်ရမှာဖြစ်တယ်ပေါ့တော်တော်များများကမန်တက်ကြတာများတယ်ရုပ်ရည်အစင်းလာတဲ့သူတွေကလည်း ကိုယ့်ရဲ့ရုပ်ရည်ကိုအကြောင်းပြုပြီးတော့မန်တက်ကြတယ်။ပညာတက်တဲ့သူတွေကလည်းပညာကုန်ပညာမန်တက်လေ့ရှိတယ်။ဦးဇင်းတို့တောင်မြို့မှာကတော့ဆရာတော်ဘုရားကြီးကယဟန်တော်တွေနဲ့ပတ်သက်ပြီးတော့အဲ့ပညာမန်အကြောင်းပြုပြီးတော့ဆရာတော်ကြီးကဆုံးမတာရှိတယ်။အောက်လန်းနဲ့အထက်လန်းဆိုပြီးတော့ဆရာတော်ကြီးဆုံးမတာရှိတယ်။အောက်လန်းအထက်လန်းအောက်လန်းဆိုတာကအချို့သောယဟန်တော်တွေပညာသင်တယ်ရည်ရွယ်ချက်လွဲနေတယ် ငါဘွဲရလို့ရှိရင်တော့ပထေးတကြွဲတွေငါကိုးကွယ်မှာပဲငါဘွဲရလို့ရှိရင်တော့အစိုးရငါကိုးကွယ်မှာပဲဘွဲရရင်တော့ငါကြောက်ကောင်းကောင်းနေရမှာပဲကားကောင်းကောင်းစီးရမှာပဲငါဘွဲရလို့ရှိရင်တော့ဘသူ့ကိုမှဂယုမဆိုင်ဘူးဆိုတော့မကောင်းတဲ့စိတ်တွေနဲ့စားတင်တာနော်ငါသာဘွဲရလို့ရှိရင်တော့ဘလိုတွေပြောလိုက်မှာဘလိုတွေလှုပ်လိုက်မှာဆိုတာမန်ဒီနဲ့နော်ဘွဲကမရသေးဘူးဥတီချက်ကလွဲနေပြီ စာစတင်ကလေးကကိုကအောက်လန်းသွားတဲ့နေဖြစ်နေပြီအဲ့ဒါအောက်လန်းပညာလို့ခေါ်တယ်ပေါ့မာကနုံဆရာဘုရားကြီးဆုံးမှာတော့အဲ့ဒါအောက်လန်းပညာပဲဟိုလိုဆုံးကဝေမော်တဲ့ပညာပြောတာမဟုတ်ဘူးအပယ်ဘုံကိုသွားဖို့နော်လမ်းကြောင်းပဲလို့ပြောတာအဲ့ဒါကိုဆရာတို့ကအောက်လန်းပညာအောက်လန်းပညာနော်ဂုံနေရဖို့အတွက်သူများကိုစော်ကားဖို့အပေါ်စည်းကဆက်ဆံဖို့ကြောင်းက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 ောင်း ရဖို့အတွက်ကိုပညာသင်နေပါတယ်ဆိုရင်အဲ့ဒါအောက်လန်းပညာပဲအဲ့လိုမှမဟုတ်ပဲနဲ့အေးတို့မသိတာလေးတွေသိအောင်သင်ကြစို့တို့သိပြီးသားတွေကိုလည်းတရားဒဂမတွေကိုဟောပြကြဟောပြကြစို့နော်အဲ့တော့မသိတာတွေကိုသိချင်လို့သိပြီးသားတွေကိုကြင့်ချင်လို့သူများကိုဟောပြောချင်လို့တနည်းအားဖြင့်သာသနာတော်ကိုဆောက်ရှောက်ချင်လို့စပေးသင်ကြတယ်အဲ့ဒါကောင်းတယ်ပေါ့အဲ့ဒါအထက်လန်းပညာလို့ခေါ်တယ်ပေါ့ နော်အထက်လန်းပညာလို့ခေါ်တယ်တချို့ဦးစင်းလေးတွေကိုရင်လေးတွေငယ်ငယ်တုန်းကတော့ဂုံလက်ကိုမျောကိုပြီးတော့တင်ကြပြီမဲ့တချို့စားတဲ့တကယ်တက်လာတဲ့အခါမှာ စိတ်ထားပြောင်းသွားတာကြီးလည်းရှိပါတယ်နော်ငယ်စဉ်တုန်းကတော့ဂုံကိုမတ်မောပြီးလိုက်တင်တယ်လက်လာပါတွေကိုမျောကိုပြီးတော့စားတဲ့တင်တယ်ဆောင်ပွဲအောင်လို့ရှင်တော့ငွေဘယ်လောက်ရမှာပဲဂုံမြူပူဇော်ပွဲတွေပတ်စံဘယ်လောက်ရမှာပဲလို့ပတ်စံကိုမတ်ပြီးတော့ဆောင်ပွဲပြည့်တဲ့ကိုရင်းနေဥစဉ်နေရှိတယ် ဒါပေမဲ့တချို့လည်းပြောင်းသွားတယ်။ဆရာသမားတွေကအဆုံးမရတဲ့အခါသို့မဟုတ်စားတွေတကယ်တက်သွားတဲ့အခါမှာဟောငါတို့ရည်ရွယ်ချက်တွေမှားနေခဲ့ပါလားဆိုသိပြီးတော့ရည်ရွယ်ချက်တွေပြောင်းသွားတယ်။ဒါငါတို့ကျင့်ဖို့သင်ရမှာ။သာသနာကိုဆောင်ရှားဖို့သင်ရမှာဆိုတဲ့အသီးသေးတွေပြောင်းသွားတယ်။အဲ့ဒါအထက်လမ်းပဲပေါ့။အေးတက္ကရာမတွေလည်းပဲတရားနာတဲ့အခါစားတွေဖတ်တဲ့အခါသတိပြုနော်။အောင်လန်းပညာမဖြစ်စေနဲ့။တရားနာခြင်းတည်သူများကိုစော်ကားမှုမဖြစ်စေရဘူး။ စာဖတ်ခြင်းတွေသူများကိုလူတက်ကြီးလုပ်ဖို့မဖြစ်စေရဘူးတတိပြုရမယ်အဲ့တော့အောင်းလန်းဖြစ်သွားလိမ့်မယ်တရားနာခြင်းစာဖတ်ခြင်းတွေကိုကိုကိုပြုပြင်ဖို့ဆိုတာလေးကိုမမေ့ကြနဲ့တရားနာတိုင်းနာတိုင်းစာဖတ်တိုင်းဖတ်တိုင်းငါတို့မှာဘာလို့နေတယ်လဲငါဘာပြင်ရမလဲလို့အများရင်တိုက်ဆိုင်ပါနော်တရားနာတိုင်းနာတိုင်းသူများကိုပြေးမမြင်နဲ့သူများကိုပြေးမမြင်နဲ့တော်တော်များများကတရားနာရင်စာဖတ်ရင်သူများကိုပြေးမြင်တယ်ဟာဒီစာနဲ့ဘု து ကိုပြောရတော့မယ်ဒီတရားနဲ့ဘု து ကိုတော့ငါ ြောရတော့မယ်ဆိုတော့မဟုတ်ဘူးသူများကိုပြောဖို့ဆိုတာတည်းမိမိကိုယ်ကိုပြင်ဖို့ဆိုတဲ့စိတ်လေးနဲ့နာကြစာဖတ်ကြနော်ဘယ်ဆရာတော်ဘုရားရဲ့တရားကိုပဲနာနာတရားနာတိုင်းကိုယ်တန်တန်နဲ့တိုက်တိုက်ပြီးတော့နာပါငါဘာလေးတော့မပြည့်စုံသေးဘူးဘာလေးတော့လုံးနေတယ်ဒီနေ့ဟောကြားတဲ့ဆရာတော်ရဲ့တရားထဲမှာငါတို့တတိထားစရာတွေပါတယ်ငါတို့ပြင်စရာလေးတွေပါတယ်ငါပြင်ရအောင်ပါပဲဒီအမြဲတမ်းအမြဲတမ်းဒါစာဖတ်တိုင်းတရားနာတိုင်း သူများကိုပြေးမမြင်ပါနဲ့မိမိကိုယ်ကိုပဲကြည့်မိမိကိုယ်ကိုတိုက်ဆိုင်မလိလာပါယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်တော်တော်များအိုးစင်းကသတိထားမိတယ်တရားနာပြီးစာဖတ်ပြီးဆိုရင်သူများကိုပြောချင်တဲ့စိတ်ကများနေတယ်သူများကိုတိတ်ပြောချင်တယ်ကိုယ့်ကိုယ်ကိုမေ့သွားတယ်ကိုယ့်ကိုယ်ကြော်ခွသွားတယ်နော်ဒါကြောင့်ကိုယ့်ကိုယ်ကိုမကြော်သွားစေနဲ့နော်တရားနာတိုင်းစာဖတ်တိုင်းကိုယ့်ကိုယ်အရင်ဆုံးသုံးသပ်ပါနော်ကိုယ့်ကိုယ်အရင်ဆုံးသုံးသပ်ပါ ကိုအားနှက်ချက်တွေကိုပြင်မလိုအပ်ချက်တွေကိုဖြစ်ဆွပါအေးကောင်းပြီအဲ့တော့မာကနုံကျွန်တော်ဘုရားကြီးကရည်ရချက်မှားနေရင်အဲ့ဒါအောက်လန်းပညာရည်ရချက်မှန်မှအဲ့ဒါအထက်လန်းပညာဖြစ်မယ်လို့ကျွန်တော်ဘုရားကြီးကဆုံးပါတယ်နော်အေးကောင်းပြီဒါကြောင့်မိမိတို့အတိတ်ဘဝကုသိုလ်ကံလက်ရှိပစ္စုပန်စ조사အထောက်မှုတွေကြောင့်ဓာတုတွေရတယ်စီစဉ်ဥစ္စာတွေရတယ်ပညာတွေတက်ကြတယ်ယုတ်အစင်းတွေလှပကြတယ် အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့မန်မတက်နဲ့လောကကြီးကိုဒုက္ခမပေးနဲ့ကိုရထားတဲ့ယာထူစည်းစိမ်ဥစ္စာပညာတွေဖြင့်မိမိကိုယ်ကိုလည်းနော်ကောင်းအောင်ကြိုးစားကြရမှာဖြစ်တဲ့လောကကြီးကိုလည်းပြုပြင်ပေးကြရမှာဖြစ်တဲ့တနည်းအားဖြင့်လောကသာသနာနှစ်ဖြာကိုအလှဆင်ကြရမှာဖြစ်တယ်ပေါ့နော်မန်ရစ်ပြီးတော့မိမိကိုယ်ကိုလည်းဒုက္ခမပေးနဲ့သူများကိုလည်းဒုက္ခမပေးနဲ့အေးကောင်းပြီဒါကြောင့်မန်မာနာဆိုတာတတ္တဝါတွေကိုချဲ့လန်နေတဲ့ မကောင်းတဲ့တရားအုပ်စုတွေထဲကတခုဖြစ်တယ်အဲ့ဒါတွေကိုတတ်နိုင်တဲ့မြတ်ဖယ်ရှားကြရမှာဖြစ်တယ်အဲ့တော့ဇဟန္တာဖြစ်မှအကျွင်းမဲ့ပယ်နိုင်တယ်ဆိုပေမဲ့ပုထုဇဉ်ဘဝမှာလည်းပဲမြတ်စွာဘုရားဟောကြားတဲ့နိလန်းနေနဲ့ဖယ်လို့ရတယ်ပေါ့မြတ်စွာဘုရားကအနိစ္စလို့မြန်မြန်နှလုံးသွင်းဘယ်အရာမှမမြဲဘူးလို့မြန်မြန်နှလုံးသွင်းမှာဥပမာပေါ့နော်ရုပ်အစင်းကိုအကြောင်းပြုပြီးတော့ကိုကမန်တက်နေတယ်ဆိုရင် အဲ့ဒီရုပ်အစင်းရဲ့မမြဲပုံကိုနှလုံးသွင်းဖို့အသက်ရွယ်ငယ်တုန်းဒီရုပ်ကလေးလှနေတယ်ချောနေတယ်ကြည်ပြောင်ကြည်ပြောင်ဖြစ်နေတယ်အသက်ရွယ်လေးကြီးလာရင်သူ့ယောဂါတွေဖြစ်လာရင်နော်အသားရည်တွေမဲချောက်လာမယ်အရည်တွေတွန့်လာမယ်နော်အနာယောဂါတွေပေါက်ပြီးတော့ကြည်လို့မကောင်းဖြစ်လာမယ်ဆိုတော့အဲ့ဒါတွေကိုများများနှလုံးသွင်းပေးရတယ်ဘယ်ညာမှမမြဲဘူးလှပချင်းဆိုတာလဲ တနေ့ကြရင်ပြည့်စည်သွားမှာပဲเนาะတချို့ကျမ်းမာရေးကောင်းတာကိုအကြောင်းပြမန်တတ်တာတွေရှိသေးတယ်ငါကျမ်းမာတယ်ဆိုပြီးမန်တွေတက်ကြတာရှိသေးတယ်အကျမ်းမာခြင်းဆိုတာလဲတနေ့ကြရင်နာရအောင်မှာပဲလေပေးရအောင်မှာပဲလေဒါကြောင့်ဦးဇင်းတို့ဘာကိုအကြောင်းပြမန်တတ်မလဲမန်မတတ်အောင်အနေအဆသဘောမမြဲဘူးပြောင်းလဲသွားနိုင်တယ်ပြည့်စည်သွားနိုင်တယ်ဆိုတာကိုเนาะအချိန်မရွေးဆုံးချုံသွားနိုင်တယ်ဆိုတာကိုနှလုံးသွင်းပေးရတယ် ကိုကိုကိုကောင်းအောင်ပြုပြင်လို့တဲ့ပုံကူတက်ကသူများကိုမကြည့်နဲ့တော့ကိုကိုကိုပြင်ဖို့ပဲစဉ်းစားငါဘယ်လိုပြင်ရမလဲငါကောင်းအောင်ဘယ်လိုလုပ်အောင်မလဲဆိုတာပဲကိုကိုကိုနှလုံးသွင်းကိုကိုကိုပဲကြည့်ဒါကြောင့်ကို့မှာဗာလေးကိုအကြောင်းပြပြမန်တက်နေတယ်လေအဲ့ဒါမန်မတက်အောင်လို့မမြဲခြင်းကိုမမြားဆင်ခြင်းပဲနော်အရာရာဟာပြောင်းလဲသွားနိုင်တယ်ပြည့်စည်သွားနိုင်တယ်ဆုံးဆုံးသွားနိုင်တယ်ဆိုတာကိုမမေ့ချစေနဲ့အဲ့လိုဆိုရင်တတ်နိုင်သမျှမမနာလေးတွေဟာပါပါပါသွားလိမ့်မယ် အကျွင်းမဲ့မပတ်သက်နိုင်သေးသည့်တိုင်အောင်မှားသွားလိမ့်မယ်ပေါ့ယုံရင်ကြက်နဲ့မန်အကြီးစားတွေမဖြစ်တော့ဘူးပေါ့အဲကြောင့်ဒီနေ့အလို့ရှင်များနဲ့တူကဓမ္မမိတ်ဆွေများအားလုံးတတဝါတွေကိုဒုက္ခပေးနေတဲ့တရားများစွာတဲ့ကတခုဖြစ်တဲ့ဒီမေမာနာအကြောင်းကိုနာယူမသားကြပြီးတော့မိမိတို့တန်တန်မှာတတ်နိုင်သမျှမေမာနာကိုဖဲခွာချပြီးတော့တတဝါအားလုံးကိုမေတ္တာကရုဏာတရားတွေဖြင့်ဆက်ဆံပြီးတော့လောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်ကြပါစေကုန်သတည်း